ဲ့တော့ဒီတစ်ခေါက်ကကြတော့ Taurus တမလေးတွေအတွက်ဂျွန်လိုင်းမှာကြုံတွေ့ရမယ်တလားစာဂျွန်လိုင်းလားတလားစာအတွက်ပေါ့နော်ဒါအဂျန်နွယ်ပေါ့နော်အထွေတွေကန်ချင်ပါလေနဲ့ပတ်သက်ပြီးတော့အဲ့တော့ဇန်နဝါရီပဲဆိုတော့ဒီကက်ထဲမှာကြလာခဲ့တဲ့အတိုင်းဇန်နဝါရီပဲကျွန်မဟောပေးပါမယ်ဆိုတော့ Taurus တမလေးတွေအတွက် ော့မိမိက Taurus တမားလေးတွေဆိုရင်ဒါက Taurus တမားလေးတွေအတွက်ဖြစ်ပါတယ်အဲ့တော့ Taurus တမလေးတွေအတွက်ခုနလပိုင်းမှာမိမိတို့အနေနဲ့ရွေးချယ်ရမယ့်အခွင့်အရေးခွင့်လန်းတွေလမ်းကြောင်းတွေပေါ်လာတတ်ပါတယ်။ဆိုတော့တကယ်ဒီမှာတတိထားမှာကဘယ်လိုမျိုး ကိုရွေးချယ်လိုက်ရမယ့်အရာပေါ့နော်ကိုရွေးချယ်ဆုံးဖြတ်ရမယ့်အရာပေါ့မှာအထူးသတိထားဖို့လည်းလိုအပ်ပါတယ်အဲ့တော့ရွေးချယ်ရမယ့်အရာတွေကဒီ ဟိုစိတ်ခံစားချက်ပေါ့နော်ဒီ floor ကိုရဲ့ချစ်ချင်းမြတ်တာအချစ်ရေးမြတ်တာရေးဒါမှမဟုတ်ရင်ဒီယင်းနစ်ခင်မင်မှုပေါ့နော်နှလုံးသားနဲ့ပတ်သက်ပြီးတော့မှချစ်ချင်းမြတ်တာတရားကိုအရင်ခံပြီးတော့မှရွေးချယ်ရတဲ့အရာတွေလမ်းကြောင်းတွေပေါ်လာပါလိမ့်မယ်ဥမာတချို့လူတွေအတွက်အချစ်ရေးနဲ့မြတ်တာရေးနဲ့ပတ်သက်ပြီးရွေးချယ်ရတဲ့အမျိုးတွေတွေ့ရလိမ့်မယ်ချိုးကကျော်မိသားစုနဲ့ပတ်သက်ပြီးတော့မှရွေးချယ်စရာတွေပေါ်လာတဲ့တချို့ကကျတော့မိမိတို့အလောက်ကိုင်းပေါ့နော်မိမိတို့အလောက်ကိုင်းအခွင့်လမ်းနဲ့ပတ်သက်တာဥမာမိမိက ဒီအလုံမှာလုံနေတယ်ဒါပေမဲ့နောက်အလုံကလည်းကို opportunity ဖြစ်ရတယ်ဒါပေမဲ့ဒီအလုံမှာလိုက်စာမကောင်းဆိုရင်ဒါမှနဲ့ကို့အနေနဲ့ ဒီအလောက်ကလူတွေနဲ့ပေါ့နော်ရင်းနှီးမှုတိစောက်ထားဖြစ်တဲ့အတွက်အဲ့ဒီအဲ့ဒီပေါ့နော်ကိုယ့်ရဲ့ချစ်ချင်းမြတ်တာတရားပေါ်အခြေခံပြီးတော့မှရွေးချယ်ရမယ့်အရာတွေပေါ်မှာဇနိုးစနောက်တွေဖြစ်တတ်ပါတယ်ဆိုတော့ခုနလပိုင်းမှာတွေ့ရမယ့် Taurus တမားလေးတွေအတွက်ပေါ့နော်ဆိုတော့ဒါလေးတွေကိုတတိထားပါကိုတော့နောက်ခုကိုရွေးချယ်လိုက်တဲ့ဘယ်အရာကိုပဲရွေးချယ်ရွေးချယ်အရန်ကိုတည်တည်ကြာကြာစနစ်တကျရွေးချယ်ပါစီကံတကျရွေးချယ်ပါအဲ့တော့ တတိထားပြီးရွေးချယ်ပါအဲ့တော့ရွေးချယ်လိုက်တဲ့လမ်းကြောင်းတွေမှာအဆိုးကောင်းနေတာကိုရွေးချယ်လိုက်တဲ့အပေါ်မှာပဲမူတည်ပါတယ်တဲ့အဲ့တော့ကိုရွေးချယ်လိုက်တဲ့လမ်းမှာကောင်းတာဆိုလဲကိုဆန်းရမယ်မကောင်းတာဆိုလဲကိုခံရမယ်ဒါကြောင့်မို့ဘသူ့ကိုမှတွားပြီးတော့မှအပြစ်တင်လို့လည်းမရဘူးလို့အပြစ်ဆိုလို့လည်းမရဘူးပေါ့နော်ဒါလေးတွေလည်းတတိထားပါနောက်တစ်ခုကကြတော့ Taurus တမားလေးတွေအနေအတွက်အကြံကောင်းနေခုနပြောရွေးဟာဖြစ်နေတဲ့ကိုရွေးချယ်ရမယ်အရာတွေကိုလှုပ်ကန်ရမယ်အရာတွေမှာ ကိုရွေးချယ်ဖို့အတွက်ဒီဟာဖြစ်နေတယ်ဆိုရင်တကယ်ကိုဆရာကောင်းတမားကောင်းနေချိန်မှာချင်းကပ်ပြီးတော့မှအာ အဖြေရှာတင်နေပေါ့နော်ဆိုတော့ခါကျော်ဒါပေမဲ့အဲ့ဆီယာကောင်တမားကောင်နေရောကိုယ့်ကို decision ချပေးမယ့်အရာလူမျိုးမဟုတ်ဘူးနော်ကိုယ့်ကိုကိုယ့်လမ်းကြောင်းပြောပေးနိုင်မယ့်သူမျိုးကိုယ့်ရဲ့ဖြစ်နေတဲ့ situation တွေကိုတကယ်ကို better solution ရလာအောင်အဲကိုယ့်ရဲ့ creativity နဲ့ပတ်သက်ပြီးတော့မှတကယ်ကို idea တွေပွင့်လင်းသွားအောင်ပြောဆိုပေးနိုင်တဲ့သူအကြံဉာဏ်တွေပေးနိုင်တဲ့သူတွေစီကိုတကယ်ကိုလမ်းပြပေးတဲ့သူတွေစီကိုတွားပါတယ်ပြီးတော့ခဏပြောသလိုကိုကတွားပြီးတော့မှလမ်းကြောင်းပေးတဲ့လမ်းလမ်းကြောင်းတွေတွားရှာတဲ့ ခိုင်တောင်မှအဲ့လိုဆရာသမားတွေပုံကိုယ်တွေစီမှာသွားပြီးတော့မှလမ်းကြောင်းရှာတဲ့အချိန်မှာအချိန်နေမှာတောင်မှနဲ့မိမိတို့အနေနဲ့ဘာလုပ်ဖို့လိုအပ်လဲဆိုတဲ့အခါကျတော့သူရဲ့ဆုံးဖြတ်ချက်တွေကိုယူဖို့မဟုတ်ပါဘူးတဲ့။သူညွန်ပြလိုက်တဲ့လမ်းစဉ်တွေ၊သူပြသူပြသပေးလိုက်တဲ့ idea တွေပေါ်မူတည်ပြီးတော့မှ ကိုဟာနဲ့ကိုတော့ကိုဖွင့်မရမှာပါပေါ့နော်အော်သူများဖွင့်ပြီးသားတော့သူများရှာဖွင့်ပြီးသားအရာကိုကိုလိုက်လို့မရပါဘူးထော်ရက်စမလေးတွေဒီခုနှစ်လပိုင်းမှာပဲအရာကိုပဲလုပ်လို့ကိုအနေနဲ့ဒွိဟာဖြစ်နေတယ်စတက်ဖြစ်နေတယ်တချို့အရာတွေမှာဆုံးဖြတ်ချက်တွေချဖို့အတွက်တကယ်ကို um ခက်ခဲနေတယ်ဝင်လေးနေတယ်ဆိုရင်တကယ်ကိုလမ်းကြောင်းပေးနိုင်တဲ့သူတွေပေါ့နော်ကိုတကယ်ကိုအပုပ်ကိုဆရာသမားတွေပုပ်ကိုတွေပေါ့နော်ဆိုတော့တချို့သူတွေအတွက်ကတကယ်ကို in person လူပုပ်ကိုဆရာသမားတွေမရှိဘူးဆိုတော့ ਨੇ ကိုကိုစောင့်ရှောက်နေတဲ့အစောင်းရှောက်ပုပ်ကိုတွေအစီမှာအကိုခွင့်တောင်းပြီးတော့မှအကြံဉာဏ်လေးတောင်းကားကလမ်းပြပေးပါပေါ့သူတို့ကနေကိုကို guide လုပ်ပေးတာမျိုးကိုရဲ့ device ဆီဖြစ်ဖြစ်လိမ့်မယ်ကိုရဲ့ higher self ဖြစ်ဖြစ်လိမ့်မယ်ဟာမို့တချို့လူတွေတော့က universe ကဖြစ်ဖြစ်လိမ့်မယ်အဲ့တော့တချို့အရင် င်လဲ step ဖြစ်နေတယ်ကိုလိုရမယ့်အရာတွေ delay ဖြစ်နေတယ်ကိုရွေးချယ်ရမယ့်လမ်းကြောင်းတွေကဒွိဟာဖြစ်နေရဆိုရင်ကိုရဲ့ higher set ကိုပဲဖြစ်ဖြစ်ကိုရဲ့ divine ကိုပဲဖြစ်ဖြစ်အချို့ကြောင့်ကိုကိုဆောက်ရှောက်နေတဲ့အဆောက်ရှောက်ပုံကိုနဲ့တေစသဖြင့်အဲ့အရာတွေကိုလဲကိုတိုက်တယ်ပြီးတော့မှသူတို့ရဲ့အကြံဉာဏ်ပေးမှုသူတို့ရဲ့လမ်းပြမှုတို့တောင်းခံဖို့လိုအပ်ပါတယ်တဲ့ဒါပေမဲ့တောင်းခံတဲ့နေရာမှာတော့သူတို့ရဲ့ဆုံးဖြတ်ချက်ချတဲ့အတိုင်းပေါ့နော်သူတို့ဆုံးဖြတ်ပေးတာမျိုးမဟုတ်ဘဲနဲ့သူတို့လမ်းပြပေးတဲ့အပေါ်မှာကိုကကိုရဲ့တော့ချက် ကိုယ့်ရဲ့ခီးကိုတေးချကြိုက်ပြီးတော့မှရှောက်လန်းရဖို့ဖြစ်ပါရဲ့တဲ့ပြီးတော့နောက်တစ်ခွက်ကျတော့ကိုယ့်ရဲ့ဒီ um idea တွေ creation တွေနဲ့ပတ်သက်ပြီးလဲတကယ်ကိုအသုံးချတတ်ဖို့လည်းလိုအပ်ပါတယ်တဲ့နောက်တစ်ခုကကြတော့ဗာလဲလို့ပြောလိုက်ခါကြရင်ဒီ relationship တွေနဲ့ပတ်သက်တာမျိုးပေါ့နော်ဒီမှာ Taurus တမားလေးနဲ့တတိထားပါခုနှစ်လပိုင်းမှာအဲ့တော့တချို့အရာတွေကကို့အနေနဲ့ um ဒီ ဟိုခုနပြောရွေးချယ်လိုက်တဲ့အရာတွေပေါ့နော်နှစ်ဖူးပေါက်ဒူးပေါက်ဖြစ်သွားတာမျိုးလေးဖြစ်တတ်တယ်အဲ့တော့ရွေးချယ်တဲ့နေရာတွေမှာဘယ်အရာဘယ်လိုလမ်းကြောင်းပေါ့နော်ခုနပြောသွားတဲ့ဘယ်လိုလမ်းကြောင်းကိုပဲဖြစ်ဖြစ်ဘယ်အရာကိုပဲဖြစ်ရွေးချယ်တဲ့နေရာမှာရွေးချယ်မှာမှာပါစေနဲ့အဲ့တော့အဲ့ဒါကတတိအရန်ကိုထားရမယ့်အရာလေးဖြစ်ပါတယ်အဲ့တကယ်လို့ဒါမိမိတို့အနေနဲ့ရွေးချယ်မှာသွားပြီးဆိုရင်ကိုယ်အနေနဲ့စိုးရင်စတော့ကာရောက်ရတာမျိုးကိုယ်အနေနဲ့စိတ်ပိုင်းဆိုင်ရာ insecure ဖြစ်မှုတွေလည်းကြုံရတတ်ပါတယ်ဒါလေးတွေသတိထားပါခဏပြောရဲနောက်တစ်ခုကိုတိဆောက်ထားတဲ့အရာတွေเนาะကိုဒီ Taurus တမားလေးကိုတိဆောက်ထားတဲ့အရာတွေ relationship ငွေရေးကြီးရေးဥစ္စာတဏှာပစ္စည်းတွေနဲ့ပတ်သက်ပြီးလည်းဒီခုနှစ်လပိုင်းထဲမှာစိုးရိမ်တော့ကလေးရောက်ရတတ်တယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးလည်းသတိထားပြီးနေထိုင်ဖို့ပြောချင်ပါတယ်ပြီးတော့ relationship မှာစကားမားတာအပြောဆိုမားတာမျိုးလေးမဖြစ်ပါစေနဲ့ဒါလေးလည်းသတိထားပါအဲ့တော့ Taurus တမားလေးတွေကအာ grounded အရန်ဖြစ်တယ်ပေါ့မြေတက်အရန်အားကောင်းတာဖြစ်တဲ့အတွက်ဒီ9လပိုင်းမှာ တချို့ကိစ္စရက်ကလေးတွေမှာအချိန်အလွန်ကြူဆွဲပြီးမှဆုံးဖြတ်ချက်ချတာမျိုးလေးတွေလည်းအဲမဖြစ်စေပါနဲ့တချို့ကိစ္စရက်ကလေးမှာအဲနည်းနည်းကိုယ့်ရဲ့ creation လေးပေါ့နော်အား အာ creation လေးကိုအသုံးချပြီးတော့နည်းနည်းလေး push လုပ်ပေးပါအဲဒီရက်ခုနလပိုင်းမှာမိမိတို့လုပ်ချင်တဲ့အရာလေးတွေဆုံးဖြတ်ချက်လေးပေါ့နော်ဒါပေမဲ့ push လုပ်ရမယ့်အရာတွေမှာလည်းတချို့နေရာတွေမှာချက်ချင်းအဲ change ပေါ့နော်ချက်ချင်းရုတ်တရက်အပြောင်းလဲကြီးကြီးကိုရုတ်တရက်ချလိုက်တာမျိုးတွေမဟုတ်ဘဲနဲ့ကိုပြောင်းလဲခြင်းနဲ့အပြောင်းလဲတွေကိုရွေးချယ်ခြင်းနဲ့အရွေးချယ်ရွေးချယ်မှုတွေအတွက်ကိုခဏပြောခဲ့သလိုကိုယုံကြည်ကိုးစားရတဲ့ဆရာသမားလူပုဂ္ဂိုလ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ higher self ကိုယ့်ရဲ့ divine self ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ universe ဒါမှမဟုတ်ကိုယ့်ဆောက်ရှောက်နေရဲ့ဆောက်ရှောက်ပုဂ္ဂိုလ်တွေနှက်တွေဘာညာတရကာတွေစီမှာလဲတိုက်တယ်ပြီးတော့မှကိုက guidance လေးယူပေးပါနောက်တစ်ခုကကျတော့အပြောင်းလဲလေးတွေနဲ့ပတ်သက်ပြီးလေတေချာအွေလေးတွေကို တည်တည်ချာချာလေးစဉ်းစားပြီးတော့မှအရွေလေးတွေအပြောင်းလဲတွေလေးတွေကိုရှာဖွေနိုင်ပါစေမိမိတို့စောင့်ရှောက်နေတော့စောင့်ရှောက်ပုံကိုယ်တွေနဲ့လည်းအမြဲခိပင်တက်လုပ်ပေးပါ